ဒီမောက်ကလန်ကသူတကောနဲ့ငရဲမီးကိုမိုးကလေးရွာချပြီးတော့ခတခဏလေးငိမ့်အောင်လုံလိုက်တယ်ငရဲမီးငိမ့်သွားတဲ့အခါကျတော့သူအတော်သင်လေးတက်တရာရတဲ့အချိန်လေးမှာသူ့ပုံကိုကောင်းငင်ကပြမော်ပြီးတော့ဖူးကြအဲ့ဒီအချိန်လေးမှာတရားစကားလေးတစ်ခွန်းနှခွန်းပြောတော့ဒီလိုဆိုတာပေါ့နော်ဒါကတော့ စာရဲပေထဲမှာစကားစာလာပေလာမဟုတ်ပဲနဲ့ပြောတာပါတော့ဆိုရှမောက်ကလာဝီစင်းငယ်ရဲ့တော်တော်ငရဲပြီးကလိုက်လို့တဲ့လိုက်လို့ပြေးလာခဲ့ရတော့မြတ်စွာဘုရားကငရဲမိကိုဖန်ကင်ထားတယ်ကိုတော်ဒီထဲမှာလက်ညှိုးနဲ့လက်မချာဘူးလက်ညှိုးနဲ့လက်မချာဘူးလုံးလေးကငရဲမိလို့ငရဲတော့ပြောကြတာဒီကြောက်ကြပါတော့ တကယ်ကတော့ဘပုဆရာကလက်ကလေးကျိုးသွားလို့ဆိုတော့အလဲကောင်ကနော်ဒီတိုင်းထုလို့ရှိရင်ကျိုးသွားမှဆိုလို့အဲ့ဒီဘူးလေးခြံထားတာလက်ညှိုးလက်မချားလေးခြံထားအဲ့ဒါကိုကျန်ကျန်ဖမန်ငရဲမိလိုက်လို့ဘုရားကဖမ်းကင်ထားရတယ်လို့ဒီလိုကျန်ကျန်ဖမန်ပြောတဲ့လူကရှိသေးတယ်နော်တကယ်ကတော့ငရဲမိလိုက်တာမဟုတ်ပါဘူး